ီနေ့ကတော့လေဒီစာအုပ်လေးတွေကနေပြီးတော့နံပါတ်5တော့နံပါတ်5ပခုံးပြောက်တရေချိုးတွန်းအင်ဂျီပေါ့နော်အဲ့ဒီအုပ်စာလေးကိုအမဒီဟာလေးကိုရှင်းပြမယ်ဒီစာမျက်နှာလေးကိုရှင်းပြမယ်ပေါ့နော်အင်ဂျီပုံစံလေးကကြတော့အင်ဂျီပုံစံလေးကကြတော့ဒီပုံစံလေးအင်ဂျီပုံလေးပေါ့နော် အဲ့တော့ဒီမှာလေဘေးမှာတရေချိုးတွန့်ရယ်လက်မှာတရေချိုးရယ်ဒါကတော့ခါမှာတရေချိုးထည့်ထားပါဘောနော်မထည့်လည်းရတယ်အဲ့တော့အင်ဂျီလေးကဒီလိုတရေချိုးတွန့်နေပါဘောနော်အဲ့တော့မှဒီစာအုပ်မှာဆိုလို့ရှိရင်ပတန်တစ်မျိုးဆွဲထားရယ်ဘောနော်အဲ့ဒီဟာကျတော့အမတို့ကြည့်ရတာလွယ်အောင်ဆိုပြီးတော့ပတန်လေးဆွဲထားရယ်ဘောနော်အဲ့တော့ဒီမှာဆိုရင် အပထမဦးစွာ ကိုရဲနောက်ချမ်းပတန်ဆွဲပါအဲဒီဒီအေးကြီးတွေကကြတော့လေနောက်ချမ်းပတန်လေးနဲ့ပဲတော့မယ်နော် လေဒီဟာလေးကကြတော့လေဒီဆောင်လေးကြတော့လေဒီဆောင်လေးကကုန်သွားပြီပေါ့နော်ဒါလေးကထပ်မထုတ်တော့ဘူးအာနံပါတ်1ဆောင်မရှိဘူးလားလို့မေးကြလို့လေနော်ဒါလေးကကြတော့ထောက်ထားနံပါတ်1ဆောင်လေးပေါ့နော်အဲ့တော့အခုဒီဆောင်လေးကတော့မရှိတော့ပါဘူးအဲဒီထဲမှာကနံပါတ်1မှာကဘာတွေပါလဲဆိုတော့သူကအင်ဂျီပက်တန်ဆွဲနှီးညှက်နှီးချုပ်နှီးအင်ဂျီပုံ25မျိုး ယောက်ျားရှိကာဝင်စကတ်တရေချိုးပါမမင်းလဝက်စတိုင်တန်ပေါ့နော်ဒါလေးကတကယ်လို့အစင်အမတစ်ချက်ဖတ်ကြည့်လို့အစင်ပြည်ရယ်ဆိုဒါလေးလည်းထပ်ထုတ်ပြင်မယ်ပေါ့နော်အော်ဒီစာအုပ်လေးကိုအော်ဒီစာအုပ်လေးကိုကြည့်တက်ဖို့ဆိုလို့ရှိရင်တော့အခြေခံလေးတွေအခြေခံစာအုပ်ကိုရအခြေခံစာအုပ်ထဲကပတ်တန်ဆွေးနွေးတွေကိုတင်ပါလေရမှာပေါ့နော် ါလေးတွေကတက်တန်သီးတန်လေးပဲခြုံကြီးရဲ့ပဲပေါ့နော် ခုကတော့ဒီပခုံးပြောက်တေချိုးတော်လေးကိုမအားဆွဲမယ်နောက်ချက်ပတ်တန်ဆွဲမယ်ပေါ့နော် ို့ဒါဆိုရင်အမဒါပက်တန်ဆွဲထားတဲ့ကတ်လေးပေါ့နော်အဲ့တော့နောက်ချမ်းပက်တန် စင်းသင်းမဆွဲထားရသေးဘူးဆိုတော့အရှိမလောက်ချမ်းဆွဲနေရှိတယ်ပေါ့နော်အဲ့ဒီအတိုင်းလေးပဲမဟုတ်ဆင်းနော်အာဒါနောက်ချမ်းပတ်တယ်အကြံပေးတဲ့ဆွဲပြီးသားဆွဲပြီးသားရင်ကြောကြံမြင်းဆွဲကြောကြံမြင်းဆိုတော့ကြောကြံမြင်းကတော့ဒီမှာ jail white တော့ကြောကြံမြင်းရှိတယ်လေအဲ့ဒါလေးကိုမှတ်ပြီးလို့ရှိရင်အမကြီးကကြောကြံမြင်းဆွဲတယ် ောချက်မြင်ဆက်ပြီးသားလို့ရှိရင်ကြောချက်မြင်တဝက်ကိုကြောချက်မြင်တဝက်မှတ်ပါเนาะတဝက်မှတ်မယ်မှတ်ပြီးသားလို့ရှိရင်ခေါရိုးဘက်သို့အတွန့်စာအောင်သုံးလက်မှထုံးမယ်အခုဒီဟာဒါခေါရိုးဘက်ပေါ့เนาะဒီခေါရိုးဘက်ဒီထိပ်ကနေပြီးတော့ဒီဘက်ကိုအတွန့်စာသုံးသုံးလက်မှအတွန့်စာထုံးမယ်သုံးလက်မအတွန်းစာထုံမယ်ပြီးရင်ဂျိုင်းထိတ်ကနေတလက်မချင်မယ် ဓာတ်ဒိတ်ကနေတလမချင်းမြင်သားဒီကနေပြီးတော့အောက်ကိုတလမအောက်ကိုတလမချမယ်ပေါ့နော်ပြီးရင်ဓာတ်ဒိတ်မှာတလမချဲပါနှစ်နဲ့လေးကိုဆက်ပါနှစ်နဲ့လေးကိုဆက်ပါတလမချဲပါချဲပြီးတော့ဒီထိပ်ဓာတ်ဒိတ်နဲ့အခုနောက်တော့ကျောကျန်မြင့်တဝန်းနဲ့ကိုဆက်ပါကျောကျန်မြင့်တဝန်းနဲ့ကိုဆက်မယ် ဆက်ပြီးသွားရင်ဆက်ထားသောမြို့တဝက်ပြီးတဝက်မှတ်ပြီးတော့တဝက်ဒီဒီမြင်းကိုတဝက်မှတ်မယ်မှတ်ပြီးရင်အပေါ်အောက်လေးစိတ်အပေါ်လေးစိတ်အောက်ကိုလေးစိတ်ဝိုင်းမယ်လို့ပြောတာနော်အဲဒါဒီကလေးနဲ့ဝိုင်းပါနော်ဒီမှာဒီမှာတော့ပုံသေးဆိုလည်းနဲ့ဝိုင်းလိုက်တယ်ဟာပြီးပြီဒါလေးကဖြတ်ထုတ်ရမယ်တဝက်မှာပေါ့လေးစိတ်ဝိုင်းမယ်ပခုံးမြင်းကိုတဝက်မှတ်မယ်နော်ဒီပခုံးမြင်းကိုတဝက်မှတ်မယ် တဝက်မှတ်ပြီးရင်ပခုံးမြင့်တဝက်မှတ်ပါနှစ်နဲ့ဆက်ပါနှစ်ကဒီကြောချင်မြင့်နဲ့ပခုံးမြင့်တဝက်နဲ့ဆက်ခိုင်းတာဒီမှတ်နဲ့ဒီမှတ်နဲ့ကိုဆက်ပါဆက်ပြီးသွားလို့ရှိရင်အပေါ်ကိုသုံးလက်မအတွန်းစာထပ်ထုတ်မယ်ဒီကနေမှအပေါ်ကိုသုံးလက်မအတွန်းစာထပ်ထုတ်မယ်ထုတ်ပြီးသွားလို့ရှိရင်လက်အရှည်ဆွဲမယ်လက်အရှည်ကကိုကဘယ်လောက်ယူချင်တာလဲလက်အရှည်ဆွဲမယ်လက်အရှည်ဆွဲတဲ့ခါကျရင်ဒီမှာလေ90ဒီဂရီနော်အဲ့တော့ဒီဟာလေးက90ဒီဂရီဖြစ်ရမယ်ကိုလိုချင်တဲ့လက်ရှည်ဆွဲမယ် ြီးရင်နောက်ထပ်လောဝဆိုင်မယ်လောဝလည်းအဲ့လိုမျိုးပဲဒီကနေ့လောဝဆိုင်မယ်အဝါစနဲ့ဆင်းနေပါနော်အဲ့တော့ဒီချရတဲ့အမှတ်လေးရနေဒီလိုတက်တက်ယူလဲရရဲဒါမှမဟုတ်နည်းနည်းလေးစောင့်ပြီးယူလဲရရဲပေါ့နော် ဒီဒီအမြင်လေးကိုတည့်တည့်လေးယူလိုက်နေရတယ်။အဲ့တော့ကိုကညှက်ထုတ်ရမှာဒါလက်ဒါကိုယ်လေးနော်။အဲ့တော့ဒီမှာလက်လက်ဆယ်လို့ရှိရင်ဒီနေရာလေးရလဲ90ဒီဂရီဒီမှာလဲ90ဒီဂရီနော်။အဲ့ဒါလေးကိုအမတော်ကညှက်ထုတ်ပြီးသွားလို့ရှိရင်ဒီဟာကိုဒီကိုယ်လေးကိုရှည်ချမ်းနောက်ချမ်းအတွက်နှစ်ခုညှက်မယ်။လက်ကိုယ်လည်းရှည်ချမ်းနောက်ချမ်းအတွက်နှစ်ခုညှက်မယ်။ အဲ့တော့ဒီမှာကျတော့နောက်ချမ်းမှာကအခုဒီဟာလေးကိုအမအရင်နဲ့ပြန်မယ်နော်ဒီအင်းကြီးပုံလေးတွေကိုအမတို့ကနောက်ချမ်းပတ်တန်လေးပဲ ောက်ချက်ဗတန်လေးပဲတောင်းနေနော်။ ဲ့ဆိုရင်အမတို့ကဒီမှာဆွဲထားတဲ့ဟုတ်အဲ့တော့ဒီအားလည်းဒါပခုံးမြင်းရနေပဲအမတို့အပေါ်ကိုအတော့စာယူထားတယ်သုံးလမ်းမဒီရှိမှလည်းအမတို့ကအတော့စာသုံးလမ်းမယူထားတယ်အဲ့တော့ပိတ်ဆက်ညက်တဲ့ခါကျရင်နောက်ခုမြင်ရမယ်အဲ့တော့ဒီဂျိုင်းနေရာလေးကိုကျတော့အမတို့ကဒီလေးစိတ်ဝိုက်ထားတာလေးကိုဖြတ်ထုတ် က်ထုံမယ်အဲ့တော့တက်တာဒီလိုတက်မယ်ပေါ့နော်အဲ့တော့ကိုကပိတ်ဆညက်ပြီးလို့ရှိရင်လည်းပိတ်ဆကိုလည်းလက်ညက်ရင်လည်းဒီမှာခေါင်းလိုညက်မယ်အဲ့တော့နှစ်ခုညက်မယ်ရှေ့ကျန်တော့ရှေ့ကျန်နောက်ကျန်ရှေ့ကျန်နောက်ကျန်အတွက်လက်ပေါ့နော်လက်ကလည်းနှစ်ဖက်အဲ့တော့အမားတို့ကဒါကနောက်ချင်ပါတော့အခုအမားတို့ကရှေ့ချင်ညက်မယ်ဆိုရင်အရှိလေးကိုနည်းနည်းလေးနည်းနည်းလေးဝိုက်ပေးမယ်ပေါ့နော်အဲ့တော့ရှေ့နဲ့နောက်နဲ့ဆိုရင်ဒီဟာလေးကိုဝိုက်ပေးလို့လည်းရတယ်မားမှဆိုတဲ့ရှေ့နောက်ဆိုပေါ့နော်မားတက်မိမှဆိုလို့ရှိရင်လည်းဒါမဝိုက်လည်းရတယ်နော် အဲ့တော့အမအရှိချမ်းလေးကိုဒီကိုဒီအောက်လေးကိုပေါ့နော်ရှိချမ်းလေးကိုဒီအောက်လေးကိုဟိုနှစ်လက်မလောက်ချလိုက်ပေါ့နော်ဒါမှမဟုတ်တစ်လက်မပေါ့နော်အဲ့ဒါလေးကိုချပြီးဒီလိုလေးဝိုက်လိုက်ရရတယ်နော်အဲ့တော့ညက်မယ်ဆိုရင်နောက်ချမ်းကိုအရင်ညက်မယ်ချုပ်စာရီချမ်းစရာမလိုဘူးနောက်ချမ်းအရင်ညက်မယ်ပြီးတော့မှရှိချမ်းကိုဒါလေးကိုစားထုတ်ပြီးတော့ရှိချမ်းကိုညက်မယ်အဲ့တော့ဒီဒီမှာအခုတော့စာထုတ်ထားတဲ့ခါကျတော့ဒီမှာဒီပက်ပက်လေးကတည်ရေကျိုးတက်မယ်ပေါ့နော် တော့ဒီမှာလည်းလောဘကိုသိရချိုးတက်မယ်မတက်လဲရတယ်နော်ဒီလက်ခုံးကိုလည်းသိရချိုးတက်မယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလေးကဒါပက်တန်ဆွဲနည်းလေးပေါ့နော်ဒီဟာလေးကတော့အရင်စာအုပ်တွေထပ်ဖို့ပို့လွယ်တယ်ပေါ့နော်ပို့လွယ်တယ်အဲ့ဒီခါကျတော့အမတို့ဒီချုပ်နည်းရကြအတူတူပဲပက်တန်ပဲခွာသွားတာဟာနော်ချုပ်နည်းရအတူတူပဲဆိုတော့အမတို့အရင် YouTube YouTube မှာအရင်တည်းကတင်ထားတဲ့ဒီပခုံးပြောက်တေချိုးတို့အင်ကြီးချုပ်နည်းရှိတယ်အဲ့ဒီချုပ်နည်းလေးတိုင်းပဲချုပ်လို့ရတယ်နော် အဲပက်တန်ဆဲတာတော့အခုဒီအမပြရတဲ့ပက်တန်လေးကပို့ပြီးတော့လွင်အရင်ထက်ပို့လွင်မယ်ထင်တာပေါ့နော်အဲတော့အဲ့ဒါလေးကိုသုံးလို့ရတယ်ပြီးလို့ရှိရင်ပိတ်စာညံလေးကိုရဲကနှစ်ခုလက်ကနှစ်ခုညံလေးနော်ပြီးရင်ကိုရဲကိုဘေးပိတ်မယ်ကိုရဲလေးကိုဘေးပိတ်မယ်လက်ကိုဘေးပိတ်မယ်နော်ပြီးရင်ဓာဇက်လိုက်မယ်ကိုရဲနဲ့လက်နဲ့ကိုတွဲလိုက်မယ်လေလေဘင်းနဲ့လက်ပက်လေကိုဓာဇက်လိုက်မယ်လေဘင်းပက်လေတစ်ဝက် ဘောနော်ဟိုဒီဒီတဝက်အတိုင်းပဲတရေချိုးကိုဥပမာတဝက်ဆို11ပတ်ပတ်လေးကိုတိုင်းလိုက်လို့30ရှိတယ်တရေချိုး15လက်မှာပဲယူမယ်ဘောနော်အဲ့တော့တဝက်ယူမယ်လို့ပြောတာဘောနော်ပြီးရင်တရေချိုးတက်ပါလက်အနာကိုရဲနားများကိုအနာလုံးအနာလုံးပါဘောနော်ချုပ်ပြီးပါပြီဆိုအဲ့တော့အမတို့ကဒီချုပ်နီးလေးကြတော့ YouTube မှာအရင်ကတင်ပေးထားတယ်တင်ပေးထားတဲ့ဗီဒီယိုဖိုင်လေးရှိတယ်အဲ့ဒါလေးနဲ့ကြည့်ပြီးတော့ချုပ်ပါနော်အဲ့တော့ဒီဒီစာအုပ်လေးနဲ့ ဒေယာပတန်လေးကိုလေ့လာပြီးရင်ချုပ်နီလေးကို YouTube မှာလေ့လာရတယ်ဆိုရင်တော့အဆင်ပြေတယ်အဲ့တော့ဒါလေးကဒီနေ့ဒီနံပါတ်5ပေါ့နော်ဒီပခုံးပြဒီစာလေးနဲ့ဒီအားလေးကိုရှင်းပြပေးရအောင်နော်အော်ခုမှစချုပ်မယ်ဆိုတော့ဒီရင်းကြီးလေးကလွယ်တယ်ဗောနော်စကြည့်ပြီးတော့နားမလည်ပါဆိုလို့အော်ဒီဟာလေးကိုခုနအမဆဲပြတဲ့အစင်လေးနဲ့ဆွဲဆဲပြီးတော့လို့ရှိရင် YouTube ကချုပ်နေဗီဒီယိုလေးကိုကြည့်ပြီးတော့ like ချုပ်ကြည့်ပါအော်ဒီဒီစာအုပ်လေးကလေး ဒီစားလေးကညတိုင်းဒီအချိန်ပေါ့နော်၁၀နာရီ၁၇နာရီလောက်ဆိုရင်တော့ live လေးနဲ့ဟိုရှင်းပြရဲပေါ့နော်ဒီ live လေးကတော့အနည်းငယ်နေပါရှိမယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီဒီဒီတစ်ခုပဲပေါ့နော်ဒီတပုံပဲရှင်းပြတော့မယ်မနေ့ကမှကျတော့အမတို့ကိုယ့်အင်ဂျီလက်တို့အဲကြာဘူးလက်တို့မနေ့က live လေးကိုပြန်ကြည့်ရင်လည်းရရပေါ့နော်ကိုယ့်အင်ဂျီလက်တို့ကြာဘူးလက်တို့အဲမနေ့က၃ခုရှင်းပြထားရဲပေါ့နော် အဲဒီနေ့ကတော့အမတီတခုပဲရှင်းပြလိုက်ရပါတော့။အနည်းအားဒီကောင်းဆိုလက်လျှော်လေးကိုရှင်းရှင်းပြရပါတော့။ဒီနေ့ဒီနံပါတ်15လေး။ဒီနေ့မနေ့ကဒီမှာကြာဘူးလက်ဆွဲနီးလေးလက်ရှိရပါတော့။မနေ့က live လေးကိုပြန်ပြီးတော့ကြည့်ပါပါတော့။ဒီစာအုပ်ရဲ့ပုံလေးရာမှာပြန်ချုပ်ပြအောင်မယ်နော် မင်္ဂလာပါတော့ဖန်ကိုမကိုမနှုတ်ဆက်တဲ့ညီမနှစ်ယောက်ကတော့ဖန်အော် ဒီနံပါတ်16ပုံလေးရတယ်ဒီပခုံးပြောက်ပဲဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ပခုံးပြောက်အင်ဂျီယာ3ခုပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျရင်မှဒီဟာလေးတွေဆက်ရှင်ပြမယ်အားလုံးကျေးဇူးတင်ပါတယ်